အစ်စများလုံးမင်္ဂလာပါခုမြင်တွေ့ရတဲ့ဖြတ်သားအဖုံးမလေးတစ်စုံကိုကျွန်တော်တို့က9သိန်းကို lucky 4တောင်းပေးပြီးတော့မှ9သိန်း4တောင်းနဲ့ဝယ်လိုက်တာဖြစ်ပါတယ်အဲကြောက်ကလေးကကစုံမန်းလေးတွေပါတယ်ပြီးတော့အခွန်ဘေးမှာခုံးရည်လေးရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီကြောက်လေးကိုအခွန်ဘေးမှာရှိတဲ့ခုံးရည်လေးတွေကအခွန်ပေါ်မှာကျတော့ကျွန်တော်တို့ကနတ်ပေါက်သဘောမျိုးလေးတွေမြင်ရတဲ့အခါကျတော့အဲ့ဒီနတ်ပေါက်လေးတွေကိုခေါင်းကြည့်ကျင်တာနဲ့ဝယ်လိုက်တာဖြစ်ပါတယ် အဲတကယ်လို့သာအတွင်းထဲမှာခုံးရစ်လေးရထူသွားတယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အပွင့်ရနိုင်တယ်ပေါ့ဗျာအဲ့တော့အပွင့်ခေါင်းမယ်ပေါ့အဲ့တော့ဒီကြောင်လေးကိုကျွန်တော်ဝယ်ဝယ်ပြီးချင်းကျွန်တော်အသည့်ဗရီးလိုင်းလုပ်တဲ့ညီလေးတယောက်ကသူကဗရီးထုတ်ချင်လို့ဆိုပြီးတော့မှ9သိန်းအမြတ်ပေးပါတယ်အဲ့တော့ကျွန်တော်ဝယ်ရင်စီ9သိန်း4000ဆိုတော့သူက10သိန်းပေးမယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်ကမရောင်းလိုက်ပါဘူးဒီကြောင်ကိုကျွန်တော်ကအစားအဆုံးလိုက်မှာဖြစ်ပါတယ် အဖြက်လိုက်တဲ့အခါမှာကျွန်တော်ခုနအတွင်းထဲကိုဝင်မယ်လို့ထင်ထားတဲ့နှစ်ပောက်တွေကမဝင်ဘူးဗျအခုံးရစ်ကလေးကလည်းဒီအခွန်ဘေးမှာလည်းပပလေးပဲရှိတဲ့အခါကျတော့ကျွန်တော်ကဒီကြောက်ကိုအပွင့်လိုက်ဖို့ရတော့တိတ်အဆင်မပြေဘူးပေါ့ဗျာအဲဒါမှတခုကောင်းသွားတာကကျွန်တော်တို့အစတော့ကအသားချွဲမယ်လို့ထင်ထားတဲ့ဟာကအတွင်းထဲမှာဒီနုနစ်သားလိုမျိုးအသပြက်တစ်ထပ်ခံနေတော့ကျွန်တော်ကအဲ့ဒီအသပြက်ကိုဖယ်ထုတ်လိုက်တဲ့အခါမှာကြောက်လေးကအတွင်းထဲမှာကစုံမန်းလေးတွေဝင်နေ ကြောက်စီလေးလည်းသူကနဲ့သူတော်တော်လေးကောင်းတာကိုတွေ့ရတယ်ဗျဒါဒါနဲ့ကျွန်တော်တို့ကဒီကြောက်လေးကိုဆက်ပြီးတော့မှအတစ်ကလေးတွေလိုက်ပြီးတော့မှဖြတ်လိုက်ပါတယ်အဲဒါကတော့ကျွန်တော်ခေါင်းထားတဲ့တေကလေးပါဒါလေးကိုအဲကျွန်တော်ကဗဟုထုတ်ပြီးရောင်းမယ်ဆိုလို့ရှိရင်တော့ဘလို့နေနေ ဆယ်ငွေရတော့လွယ်လွယ်ရနိုင်တယ်ဗျာကြောက်စီတော်တော်လေးကောင်းတယ်ဗျာဒီတက်ကလေးကအဲ့တော့ကျွန်တော်တို့ကဒီကြောက်ကိုအဲဒီပုံတိုင်းဆိုရင်တော့ကျွန်တော်တို့ဝင်စင်နေရဒီတိုင်းရောင်းရင်ကိုမြတ်တယ်ဗျာဒါပေမဲ့လို့ဟိုကျွန်တော်တို့ကလက်ရလိုင်းသွားမလားဗဘူးလိုင်းသွားမလားဒီတိုင်းပဲရောင်းမလားဗောဗျာအဲလက်ရလိုင်းသွားမယ်ဆိုရင်ကြတော့ကြောက်လေးတွေကနည်းနည်းလေးအရွယ်သေးတဲ့ခါကြတော့ဟိုဈေးကအရန်ကြီးခုံမယ်တော့ကျွန်တော်ကမထင်ဘူးဒါနဲ့ကျွန်တော်ကဒီကြောက်လေးတွေကိုလက်ရမသွားတော့ဘဲနဲ့ အဲဘဘူပဲဆန်းပြီးတော့မှထိုးပါတယ်ဒီအစာလေးတွေကကျွန်တော်တို့ကနှစ်တစ်ကိုဘဘူဆန်းပြီးတော့မှထိုးတာပါဒါကတော့ပထမဆန်းတဲ့အတစ်ကလေးပါအဲဒါလေးကိုဘဘူဆရာကကျွန်တော်တို့လက်ကီဖားလေးထိုးပေးပါတယ်လက်ကီဖားဆိုတာကအဲကျွန်တော်တို့တရုတ်လိုဆိုရင်တော့ကျင်းချန်လို့ခေါ်တာပေါ့ဗျာအဲသူက6လောက်3ချောင်းပါတယ်ဟိုတချို့ကကြတော့လေ6လောက်3ချောင်းနဲ့ဆိုတော့အင်္ဂါမစုံဘူးလို့ထင်ကြတယ်ဗျာဒါကတော့တရုတ်ရိုးရပါဗျာ အဲဒါကတော့နောက်ထပ်အစာလေးတစ်စားပါဒီအစာလေးကိုတော့ခုနလက်ကီးဖားလေးငွေအိတ်ပေါ်မှာတက်နေတဲ့ပုံလေးထိုးပေးပါတယ်ချောင်းလေးတွေကတူလေးနဲ့တူဘူဘူထိုးလိုက်တဲ့အခါကျတော့တော်တော်လေးလှတယ်ဗျအဲဒါကတော့အကြောင်းမတင်ရသေးတဲ့အနေထားပါ။ အဲဒါလေးကလည်းငွေအေးလေးခုနကကျွန်တော်ပြောတဲ့ငွေအေးလေးပေါ်မှာ lucky ဖားလေးတက်နေတဲ့ဘဟုလေးပါဒါလေးလည်းအယောင်မတင်ရသေးဘူးဗျအဲ့တော့ဒီကြောက်လေးနှစ်ခုကိုကျွန်တော်တို့ကအယောင်တင်ပြီးတော့မှ lucky ဖားလေးကနှစ်သိန်းဒီငွေအေးကလေးကကြာတော့၄သိန်းနဲ့ရောင်းလိုက်ပါတယ်ဒါကကျွန်တော်တို့ဈေးကွက်အေးနေတဲ့အချိန်မှာအရင်ရအောင်ကျွန်တော်တို့ကငွေပြန်ဖော်တဲ့သဘောပေါ့ဗျာဈေးကွက်ကောင်းတဲ့အချိန်ဆိုရင်တော့နှစ်ခုပေါင်းကိုဘယ်လိုပဲဖြစ်ဖြစ်အဲကြက်ကြီး၁၀ရာတော့လွယ်လွယ်ရနိုင်တယ်ဗျာ အဲ့တော့ကျွန်တော်တို့ကဒီကြောက်လေးနှစ်ဆရောင်းလိုက်တာနဲ့တင်ကျွန်တော်တို့ရဲ့အရင်9သိန်း4000နီနီပြန်ရတယ်ပေါ့ဗျာအဲ့တော့ဂျန်နဲ့လုတ်ဆရာရှိတဲ့အတစ်ကလေးကလည်းကျွန်တော်တို့စီမှာအမျက်အနေနဲ့ဂျန်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဂျန်နဲ့အတစ်ကလေးတွေဖြစ်ပါတယ်ဒီအတစ်ကလေးတွေကိုလည်းကျွန်တော်တို့က ဖြည်းဖြည်းချင်းအေးအေးဆေးဆက်ပြီးတော့မှအလုပ်လုပ်သွားမှာဖြစ်ပါတယ်။ဗီဒီယိုအစားဆုံးကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။